ဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးပြည့်စုံနိုင်တယ်ဟုတ်တယ်လေအရေးကြီးတာကစိတ်ဆန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ ဒီပင်ကရာမြတ်စွာဘုရားကိုကြည်ကြည်သူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ်။အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ဒီချိန်။ဒီပင်ကရာမြတ်စွာဘုရားရဲ့ဌာန်မှာပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုပဲ။သို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူး။ ကိမိဣကိနတိနေနပုရိတေနသမတတိနငါလိုစွမ်းဤတတိရှိတဲ့ပုဂ္ဂိုလ်တယောက်ကတဦးတည်းနဲ့တန်လျာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီတပ်ဝိညုတံပါပုနေတောတန္တာရိတံတတေကဆုံးဆုံးဖြတ်ချက်ချလိုက်ဒီတာမီနေးရှင်းစန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့တပ်ဝိညုတံညာကြီးကိုရအောင်ယူပြီးတော့ ဖရာဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့ဆန္ဒအဲ့ဒီဆန္ဒကြောင့်မို့လို့ဖရာစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုမုစင်မအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဖရာဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်တယ်ဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှင်အောင်ပါထိုဆန္ဒကိုပဲ မြတ်စွာဘုရားကအဓိပတိလို့ခေါ်သေးတယ်။တခါတည်းဟန်လူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်။ စိတ်ကိုလွမ်းမိုးနိုင်ရုပ်ပါပါလာတာပေါ့အဲ့ဒါကိုအဘိဓမ္မာမှာသန္တာဓိပတိသန္နတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထိုးလွတ်လာတဲ့ရုပ်တွေအဲ့ဒါတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကယ်နဲ့ထိုသန္တာသည် ရော်ရဲရဲဆန္ဒမျိုးမဟုတ်ဘူးဆိုရင်အောင်မြအောင်လုပ်တာမျိုးလို့ဒါဆန္ဒကနေဥဆောင်တော့အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှည့်ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင်နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့လိုဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်မှုမရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဖက်ဆောင်ကနေခေါ်ထားတာ စိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလုပ်ဖို့လိုလဲကြိုးပမ်းအားထုတ်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝီရိယဓိပတိဝီရိယဓိပါဒအောင်မြင်ပြီးစီးမှုမှကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာ၆နှစ်ပတ်လုံးအမတန်ပင်ပန်းခိုက်ခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့်ဩစတီးယားပရက်တစ်လို့ခေါ်သိသိရဲ့အိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ကျင့်တဲ့အတ္တကိလေသာနိယောဂဆိုတဲ့အကျင့်မျိုးတွေအစာဖြတ်ပြီးတော့ကျင့်တယ်ရေဖြတ်ပြီးတော့ကျင့်တယ်ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ကျင့်တယ်တဏှာဥဒ္ဒလွတ်ဖို့မရမနေလုပ်မယ်ဆိုတဲ့ကြိုးပမ်းအထုတ်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းကျင့်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင် သူ့ကိုယ်သူကိုလူမြင်မခံဘူးတော့တဲ့မှနေအဝတ်မို့ဘူးအဲ့ဒီချိန်ဝိလိစလင်းနေတယ်လူတန်းခြေတန်းကြားလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တော့တဲ့မှဒုက္ခရစရိယာလို့ခေါ်တယ်ပင်မခဲခဲနဲ့အချက်နဲ့ချက်ဘာစားလဲလို့ဆိုတော့တော့ဝါ တောဆက်မှာနွားချံနေပါလေလာလှုပ်ထားတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စားတာအဲ့ဒါစားပြီးတော့ကျင့်တာနော်အဲ့ဒါလို့ပင်မစင်ရဲတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာနောက်ဆုံးကြတော့ ဆုံးကန်းတယ်အောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအထုတ်မှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျာဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအထုတ်လို့ရတယ်ဒါကြောင့်မို့ဝီရိယဒီပတိဝီရိယကကျိုးပန်းအထုတ်ပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝီမန္တာဒီပတိအသိဉာဏ်နဲ့ဆင်းဆင်းစားကြည့်ပြီး ဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဖះလောင်းတော်ကြီးကညာနဲ့ဆင်ကျင်သုံးသပ်လိုက်တယ်ပင်ပင်မှန်မှန်ခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလဲအဆုံးဂိတ်ဆုံးချီအောင်ရောက်အောင်ကျင့်လိုက်တော့ဘာတွေးမိလာတော့စေလောကမှာသူလောင်းအပင်ပန်းခန္ဓာကျင့်တဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရပြီဘသူအောင်မှငါမရောက်ဘူးဝီရိယကိုအစွမ်းကုန်မြင့်ပြီအဲ့တော့မရတာထောက်လို့ရှိရင် တိယအညောမက်ခေါ်ဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးပေါ့လမ်းဆုံးအောင်လိုက်တယ်သူမကြိုးပမ်းအထောက်ဘူးနဲ့ပတ်သက်ပြီးဒီလမ်းညောင်းတစ်ခုရှောင်းလိုက်ရင်အဆုံးထိအောင်လိုက်ကြည့်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးတော့ လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လေအမတန်မှပြင်းထန်တဲ့ဝီရိယရှိခဲ့တယ်ပေါ့အဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံး ကိလေသာတွေဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတာ။ဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာလို့ဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်တာဒီစွမ်းအားတွေနဲ့ရောက်တာပဲ။တခြားနည်းကသွားတာမဟုတ်ဘူး။အဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲသန္တာဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံနေနဲ့ရှိတာကိုပြောတယ်နော်။ အခြေခံနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှိရင်အပြော့ရင်လည်းပြော့နေမှာပဲအပြော့မှပြော့နေမှာဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှိရင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူရအဲ့ဒါကြောင့်မလို့ကုသဏမှာရှိတဲ့သံဃာတို့ဝိရိယတို့ဝိမာန်တို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ကယူပြီးတော့ အထွတ်ထိပ်ရအောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမြဲတမ်းမှစွမ်းအားထက်ပါလေတဲ့ဘလောက်ထိစွမ်းအားထက်တော့ဆိုရင်မြတ်စွာဘုရားကပြိဋိဘံသံဃာတိမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုဟာမှတ်သားစေရအောင်ရှင်အနန္ဒာကိုဘာမိန့်ရှိတော့ဆိုရင်အနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သံဃာဝီရိယဝိမန္တတို့ကို စနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတက်တန်းစီအောင်နေနိုင်တယ်သို့မဟုတ်တက်တန်းကြုံအောင်နေနိုင်တယ်။ဟော။တည်ခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်။အတိုင်းတာတစ်ခုရလုံးဝမတည်အောင်ပြောတာတော့မဟုတ်ဘူး။လုံးဝမတည်အောင်ဆိုတာတော့မဖြစ်နိုင်ဘူး။တည်ခြင်းတရားကိုအတိုင်းတာတစ်ခုရတားဆီးထားနိုင်တယ်။ မြတ်စွာဘုရားကိုယ်တိုင်နဲ့အားလုံးကြည့်နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပရိနိဗ္ဗာန်တုံးမှလာတဲ့ပရိနိဗ္ဗာန်မဆန်ခင်ဆယ်လပရိနိဗ္ဗာန်ဆန်ဖို့ဆယ်လအလိုဝါဆိုလာပြီးကျော်တရက်လာမဲ့ကဆုံလာမှာပရိနိဗ္ဗာန်ဆန်မယ်ဆိုရင်ဝါဆိုလာပြီးကျော်တရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်ပါ အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်ဆိုရင်မာရဏန္တိကမာရဏန္တိကဆိုတေခြင်းနာကတ်သွားတို့မို့တေမပြောင်းမဲ့ယောဂမျိုးပေါ့ခေစကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ကုလို့မရဘူးဆိုရောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးလို့ဆိုကုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့ အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားကဆယ်လအတွင်းအဲ့ဒီယောဂမပေါ်အောင်ထိမ့်လိုက်တယ်ဘာနဲ့ထိမ့်လို့ဆိုရင်ဟောဒီသန္တဝီရိယဝိမာန်ကစိတ်တဆိုတဲ့အဋ္ဌိပတ်၄ပါးအင်အားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိမ့်လိုက်တယ်ထိမ့်လိုက်တာဆယ်လတိတိအဲ့ဒီယောဂပြတ်မပေါ် ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့ကဘာလို့တုံးဆိုရင်ဒေကနီလို့ဆိုရင်ဆိုလူကုတ်တဲ့ထုံးပေးတာစိတ်ဆွမ်းအားရှိနေတဲ့အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့ဆေလတိတိယောဂမပေါ်အောင်ထိန်းထားတယ်။တမန်ဖလတ်တမဘာမျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယုသင်္ခါရဖလတ်တမဘာဆိုသနဝိရိယဝိမန္တစိတ်ဓာဆိုတာဒါ၄ဆွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ ဝိပဿနာကျင့်စဉ်ကိုဝိပဿနာကျင့်စဉ်နဲ့စွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလသမာပတ်ကိုဆိုလို့အဲ့ဒီဖလသမာပတ်နဲ့ထိမ့်လိုက်တာဆယ်လအတွင်းဒီယောဂတွေလောကပေါ်မလာတော့ကျမ်းမာသွားတယ်ဘယ်ကတိကျမ်းမာတယ်ဟောစိတ်စွမ်းအားနဲ့ဖြစ်တယ်ဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂတွေမပေါ်အောင်ထိမ့်တယ်လို့ဆိုရင်သူ့အတွက်မဟုတ်ဘူး ဖျားပွင့်လာတာသူ့အတွက်မဟုတ်ဘူးတတဝါတွေအတွက်ဘသူအတွက်လဲလို့ဆိုလို့ရှိရင်နောက်ဆယ်လပြည့်ကဆုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံမဲ့သူပတ္တဆိုတဲ့ပြပိုက်ကြီးရှိအဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာဆယ်လစောပြီးပြိဋိနိဗ္ဗာန်စံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီ ရားတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရဲ့နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံလာလွဲသွားရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကသမထချင်းစဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့ တပ္ပဋ္ဌင့်စဉ်ကိုနီလံပေးပြလောက်လာတဲ့အာလာရကာလမဆိုတဲ့ယတိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယတိကြီးတွေတပ္ပဋ္ဌင့်စဉ်တော့သူတို့ထွတ်ထွတ်ရအောင်ပေါ့ရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုတာထွတ်ထွတ်ရအောင်သို့တော့ဘုရားကသစ္စာလေးပါဝိပဿနာချင်းစဉ်ကြီးကိုတွေးရှိကြည့်တော့သစ္စာလေးပါကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြီးလိုက်တော့တဦးကတပတ်စောပြီးတော့ ွယ်လွန်သွားတယ်။နောက်တဲ့ဥကတညတာစောပြီးတော့ကွယ်လွန်သွားတယ်။တွားရောသူတို့နောက်ရိမတရားဖရားလည်းသူတို့တွေ့မှာမဟုတ်တော့။ဘာဖြစ်လို့အရုပဘုံရောက်နေချာ။အရုပဘုံဆိုတာနန်းကြီးပဲရှိတယ်။ဖရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်။မကြားရရင်တွားရောနန်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိတယ်။ အဲ့ဒီကပြန်သေးအောင်မယ်သေးလာတဲ့အခါမှာလူပြေရောက်လာပြေရောက်မကောင်းတဲ့ဘုံရောက်ချင်လည်းရောက်သွားအောင်မယ်ဆုံးရှုံးနေတာမဟုတ်ဘူးဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒ္ဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်ဝင်စားသေးတယ်ဆယ်လစောပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူးနော် လူဆိုတာစိတ်ဝင်စားမှလောက်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာအဲ့တော့ဥပဒ္ဒပြပတ်ကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညသကောင်အချိန်လောက်ရောက်မှသူဖျားစီရောက်လာတာ ရောက်လာတာတောင်မှသူကယင်တဲ့ကတန်တရာစကားကိုမေးချင်လို့ရောက်လာ။ဗာမေးတော့ဆိုတော့ခိုင်းเสียရဘာသာရေးခေါင်းဆောင်တွေသူဘက်ကသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်။သူတို့ဝန်ခံတဲ့အတိုင်းဟုတ်သလားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူက။မြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့။သူ့မှာအချိန်မရှိဘူးပေါ့။အဲ့ဒါတွေမမေးနဲ့။ ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီ စိတ်ဆွမ်းအားတွေကိုပြောတာเนาะအဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ပဲပုဂ္ဂိုလ်မှသောတာပန်တဂရကံအနာဂါယနာဆောင်ဖြစ်နိုင်ဘူးမဂ္ဂင်ရှိမအကျင့်တရားမရှိရင်စိတ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ဒီလိုပြော။တန်တရာဝတ်ကဘယ်သူမှမလွတ်နိုင်ဘူး။ဒီလမ်းကြောင်းကတစ်ချောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီ။အဲ့ဒီမှာ तू လက်ခံပြီးဘုရားဘာသာအဖြစ်ခုပြောင်းလို့ထုံညမှာပဲယဟန်ဝတရားကျင့်ဘုရားပြိဋိဘမဆန်ခင်လေးမှာယန္နာဖြစ်သွားတယ်နောက်ဆုံးတစ်ပည့်လို့ခေါ်တယ်သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်အဲ့ဒါဘာလဲထိန်းလို့ဆိုရင်ဟောဒီသန္တဝီရိယဝိမန္တစိတ်ဓာတ်ဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြောဒါကြောင့်မို့လို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိတယ် ဘာဖြစ်လို့ဒီစိတ်ဆွမ်းအားတွေကစိတ်တတိတွေမဖြစ်တလဲလို့ဆိုလို့မလုံလို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိတယ် လောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိတယ်လူတွေမှာရှိတယ်အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါပါပစ္စည်းလိုချင်တယ်နော်ချမ်းချမ်းသာချင်တယ်ကြီးပွားချင်တယ်ဆန္ဒကအဲ့ဒီပဲမှာရှိအဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲထိုက်တဲ့လောက်ကြီးပွားမှုတော့ရှိတရားဘက်ကိုဆန္ဒမရှိသေးတဲ့မြတ်တရားကိုသိတဲ့အတိညာမရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ် ောက်တစ်ခုဝီရိယဝီရိယလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူးစိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတမ်းမအရေးကြီးတယ်ဖះအောင်လို့6နှစ်ပါလို့ဒုက္ခရစရိယကျင့်တာလမ်းဆုံးတည်အောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲခန္ဓာကိုယ်ဟာဘလောက်ကြမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဖះအောင်လို့ရကျင့်နေတဲ့အချိန်မှာတော့ သူ့လက်ကိုလက်တစ်ဖက်နဲ့ပွတ်လိုက်လို့ရှိရင်လက်မှရှိတဲ့အမွှေးတွေကျွတ်ကြသွားအဲ့လောက်ထီအောင်ကျမ်းမကြီးဘိုက်ကင်လို့ရှိရင်ကြောရိုးကုန်းထိနေတယ်ကြောရိုးကုန်းနဲ့ဘိုက်နဲ့အချက်နေတယ်လို့ဒီလိုပြောတာနော်မျက်လုံးနှလုံးကဘယ်လောက်ထီအောင်ရှိသွားတော့ဆိုဟိုးရေတွင်းကြည့်ရတယ်လို့ပဲမျက်လုံးအိမ်နေတယ်မှာမျက်လုံးကနေခြိုက်ဝင်နေတယ်လို့ပြောပါကစ္စတန်ကန္တာရာ ဘဂုပညာနဲ့ထုထားတဲ့၆နှစ်ပတ်လုံးဒုက္ခရစရိယခြင်းနဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်နော်စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီနေထားချီအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယနဲ့လည်းဝီရိယမဟုတ်ဘူးတရားမို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အရေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်တမ်းရမယ်လို့ကြိုးပမ်းအထောက်အပံ့ရှိရမယ်လို့ဒီလိုဟောတာ သူကိုယ်တိုင်လည်းကြိုးပမ်းအထုတ်ခဲ့တာအဲ့ဒီကြိုးပမ်းအထုတ်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားတို့တရားမြတ်မရနိုင်ဘူးလူတွေဟာသူ့အတိုင်းတာနဲ့သူရတာဆန္ဒလည်းဆန္ဒရှိသလောက်ပဲကြိုးပမ်းမှုလည်းကြိုးပမ်းမှုရှိသလောက်ပဲရမှာပဲစိတ်ထက်ကြံ့ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးအကြည့်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ထက်နောက်ဆုံးပဲဆိုတော့တခုမှမရှိဘူး အခုမှဒီလိုစိတ်ဓာတ်ကြန့်ခိုင်တာမဟုတ်ဘူးစိတ်ဓာတ်ကြန့်ခိုင်လာအောင်လက်လေ့ကျင့်လာတဲ့ဘဝတွေကများလာဘူးကြည့်လေသူ့ရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုဟာအလုံးကြားဥကြနိုင်ပဲမဟာသနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ကူးခတ်နေတာ တာမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုရင်ဘယ်လိုတွေးမလို့ဆိုအိုးမျောလင်းချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေးသူနဲ့လောက်ကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲအကုန်သူတယောက်ပဲကုတယ်အသက်နဲ့ကိုမြဲနေတယ်များတော့လုံလောက်ဝီရိယထုတ်မယ်နတ်သမီးကလာမေးတယ်တလောက်ကမ်းမမြင်တဲ့နေရာမှာကုနေလို့ရောမင်းဘာအကျိုးရှိမှာလဲ သူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တင်တာကငါလှုပ်နေတယ်ကျိုးစားအထုတ်မှုကငါတန်အောင်မယ်ရောက်တာမရောက်တာငါတန်အောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေတည်သွားပြီအခုငါမင်းနတ်သမီးတောင်မြင်နေရပြီဆိုတာအကျိုးရှိတယ်ပေါ့မမြင်ဘူးတာမြင်နေရဘူးပေါ့ဖျားလောင်းကြီးတွေရဲ့စိတ်ဓာတ်တို့ကျိုးပန်းအထုတ်မှုတို့ကအဲ့ဒါမျိုးစိတ်ဓာတ်ကြန့်ခိုင်တာကိုပြောတာနော် လူတွေအများစုကစိတ်ဓာတ်မကြန့်ခိုင်လို့တည်သွားကြတာလေညာဘဝပို့ပြီးတော့ဆုံးရှုံးနေတာသွားတာစိတ်ဓာတ်မကြန့်ခိုင်လို့ပဲစိတ်ဓာတ်ကြန့်ခိုင်လို့ရှိရင်လူဘဝဒီလိုမဖြစ်နိုင်အေးဒါကြောင့်မို့လို့ဆန္ဒကလည်းရှိရမယ်ဝီရိယကလည်းရှိရမယ်စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်ကြန့်ခိုင်တဲ့အခါမှာအတိညာဏ်ကလည်းရှိဖို့လိုသေးတယ်အဲ့ဒီ၄ချက်နဲ့ပြည့်စုံပြီဆိုလို့ရှိရင် လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းမဲ့လုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆေးရဆိုကြတယ်သာဝရဖရာနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဘုရားသခင်ဟာမဖြစ်နိုင်တာကိုဖြစ်နိုင်ဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုခေါင်းကြီးတို့ကပြောင်းထားလိုက်မယ်ဆိုရင်ဘုရားရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့လားကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုတို့လူကမြင်ဘူးဒီပိဋိတ်ထဲမှာ God မြင်မှုတဲ့လူပြောင်းမှရှိမှာမဖြစ်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူး နော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတာမရှိတာတွေအသာထားလိုက်ရှိနေတာဘာတော့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝီရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့လားကိုယ့်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဘူးဒါရှိသေးချာအဲ့တော့ God makes the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ်ဝီရိယ effort makes it the impossible possible ဒီလိုပဲပြောရအောင် mind makes the impossible possible လူရဲ့စိတ်ဆွမ်းအားနဲ့အမတန်ထက်မြတ်တယ် determine mind makes it the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်ဆွမ်းအားကအတိညာကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဟောဒီစကားပို့ပြီးတော့မှတ်နေ God makes the impossible possible ဆိုတာဘောကိုကိုးွယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်မယ်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘယ်သူမှအကမကမရှိဘူးဟောတာကအမကရှိတယ်ဘာလို့တော့ဆိုရင်ကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ God makes the impossible possible ဆိုတာဘောရှိလားဆိုတာကဘိုးအရေးကြီးနေတယ် ဟုတ်ကဲ့လားရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်တွားပြီဟောသာနာဆိုတာမရှိဘူးလားရှိတယ်ဝီရိယဆိုတာရောရှိတယ်